ရခိုင်ပြည်တန်ရွဲနဲ့ဂေါ်မြို့အနီးကပင်လယ်ပြင်တွေမှာည6နာရီကနေမနက်6နာရီအထိညချိန်၅ဖမ်းမှုတွေကိုအောက်တိုဘာလ16ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိပိတ်ပင်လိုက်တယ်လို့ရခိုင်အမျိုးသားအဖွဲ့ချုပ်အာရခတက်တော် ULAA ကအတည်ပြုထုတ်ပြန်ထားတာပါ။ လက်ရှိမှာစစ်ကောင်စီအနေနဲ့စစ်အင်အားဖြစ်တင်းထားတွေစစ်စင်ရဲ့အတွက်ငါးဖမ်းလေတွေကိုအကာအကွယ်ယူပြီးလွတ်လပ်စွာတော်လာနေတဲ့အတွက်ပြည်သူတွေရဲ့လုံခြုံရေးစိုးရင်ချက်ကြောင့်ညအချိန်ငါးဖမ်းမှုတွေကိုအကန့်အသတ်မရှိ ပိတ်ပင်လိုက်ရတာဖြစ်တယ်လို့ ULAA ကအော်တိုဘာလ16ရက်နေ့ရက်စွေနဲ့သတိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်တနင်္လာနေ့ကပင်လေရေပိုင်တဲ့အထင်မှာစစ်တရဲနေပြည်တော်ကအရင်ကတည်းကအင်အားဖြစ်တင်မှုတွေရှိနေတယ်လို့ဒေတာခန်တွေကပြောပါတယ် အဲဒီကြားထဲမှာဒါစက်ကောင်စီကလည်းအဲဒီတန်တွဲကွာရရင်ပိုင်းနေထိမှာပေါ့ပင်လီပင်ထိမှာအဲရေတပ်အင်အားကိုဖိတင်းလာတာရှိတယ်။နောက်ဒီရေတပ်တင်းဖို့တွေလေအဲစစ်စည်းဟိုထိကိုဒါဖိတင်းနေတာမျိုးရှိတယ်။စက်ကောင်စီကလည်းအရင်ဆုံးကလောက်ကိုင်းနေတာရေလောက်သားတွေကိုဖမ်းဆီးတတ်ဖြတ်တာရှိတယ်။အဲမကြာသိမိရတဲ့တန်တွဲမျိုးကလူ24ယောက်လောက်ထိစက်ကောင်စီစီမံဖမ်းခံရတဲ့ဒီရေလောက်သားတွေ ပေးလိုက်ရှင်းလားဆိုတာလည်းမသိရဘူးမိသားစုတင်နေလေအဆက်တူမရဘူးလို့ကြားတယ်အဲ၄ယောက်ကတော့တန်တွင်းတိုင်းရှင်ပါအလောင်းတွေပေါ်တဲ့အတွက်ဒါပြေဆုံးသွားပြီဆိုရအောင်အတိအကျထားတာတွေ့တယ် ရခိုင်ပင်လယ်ကမ်းလေးမှာနေထိုင်ကြတဲ့မြို့တော်တွေကရေလုံငဲကိုအဓိကအမေပြုပြီးလောက်ကိုင်းစားတောင်းနေကြရတဲ့ပြည်သူတွေရဲ့အစီအရေကာလအခက်အခဲအကြက်တီးနဲ့မိသားစုစာဝဲနေရေးကိုတနိုင်တစ်ပိုင်းဖြည့်ရှင်းနိုင်ဖို့အတွက်ပင်လယ်ပြင်ငါးဖက်ခွင့်ကိုအရင်ကအချိန်အကန့်အသတ်မရှိခွင့်ပြုထားခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိမှာစစ်တရင်နေပြည်ကနေပြီးတော့ငါးဖမ်းသမားတွေကိုဖမ်းဆီးတပြက်တာတွေလက်နဲ့ကြည့်တွေနဲ့ပြစ်ခတ်နေတာတွေရှိတဲ့အတွက်နေ့အချိန်ငါးဖမ်းမယ်ဆိုရင်ကံဝေးကိုတော့ရောက်ပြီးတော့ငါမဖမ်းချဖို့စစ်တပ်နေပြည်တွေကိုတွေ့ရင်ကံဆက်ကံနီးကိုအမြန်ဆုံးပြန်လာချဖို့အေအေကတတိပေးတိုက်တွန်းထားပါတယ်ဒါပြင်တန်တွင်းနဲ့ဂေါမျိုးအနေပင်လင်ပြင်မှာစစ်ကောင်စီရဲ့စစ်သင်္ဘောတော်လာလှူရှားမှုတွေကိုပုံမတွင်းမြင်လာပြီးအဲ့ဒီမျိုးတွေပေါ်မှာ ကင်းထောက်လင်းရင်တွေနဲ့လေးပတ်ပြန်ဝဲကင်းထောက်မှုတွေကိုပုံမပြုတ်လို့လာနေတာကိုတွေ့ရတယ်လို့အေအေကဆိုထားပါတယ်။တစ်ဖက်မှာလည်းဒေသခံ၅ဖမ်းသမားတွေအနေနဲ့စစ်တပ်ရဲ့အနေပြီးရန်ကြောင့်ကန်နီမာတော့၅ဖမ်းမထွက်ရေးသားတွေလည်းရှိနေတဲ့အတွက်စာဝန်နေရဲ့တက်တင်းမှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။အခက်ခဲကတော့အရင်ထဲကပဲရှိတာပေါ့လေ။အခုကတော့လည်းပုံရှိသွားမဲ့သဘောရှိရဲ့။ ဟိုနေပြီးတော့ကြောက်တော့ပြန်မှုရတော့မှထွက်ပြီးပို့အရင်နေရတယ်အဲ့တော့တော်ကန်းနေမှာပဲအဓိကကဖမ်းနေရတဲ့အနေထားတော့ရှိတယ်ပေါ့နေပြီးကမချင်းမချင်းသူတို့ကထုတ်နေတဲ့ခါကျတော့အဲ့လိုပေါ့အဲ့ဒီနေပြီးဒီကတ်ထားတဲ့အနေရနဲ့နေရနေရတယ်ဆိုရင်ဒါကန်းနေလည်းမထွက်ရဘူးတောင်းဝေးဆိုဝေးပေါ့လေပင်လည်းတကြောတော့မှလည်းကျွန်တော်တို့ပြန်လို့ဝင်လို့မရတဲ့နေရာတွေရရှိသေးတာပေါ့လေရှိသေးတော့အချို့ကပြင်လဲရေလုံးကန်းနဲ့ပဲလုံးစင်ကြီးစားတဲ့လူတွေကအခုကကိုယ့်နေရာလည်းဝင်လို့မရ အဲဒုက္ခတဲ့စကန်လိုလိုအဲ့လိုပေါ့လေအမျိုးတွေစီမှာကတ်နေရတဲ့အနေအထားတွေနဲ့ဆိုတော့အဲဇာဝင်နေခက်ခဲတော့တို့တက်ကပိုးရှိတာပေါ့တချို့ရောက်တဲ့ဝင်လို့ရနေရတော့ဝင်သွားကြတယ်အစိမ့်ကြီးတို့တို့ကန်နေမှာဖမ်းမယ်ဒါမြင့်အမိန့်ထုတ်ပြန်တဲ့နေ့ကစပြီးပြန်ရှုံသိမ်းမှုမထုတ်ပြန်မခြင်းရေလုံသားတွေအနေနဲ့တန်ရွေးတဲ့အခေါ်မျိုးအနည်းပင်လင်ပြင်မှာညာချိန်၅ဖဲတာလုံးဝမပြုတ်လောက်ကြဖို့နဲ့ဒါမြင့်မိန့်ပြန်လည်ရှုံသိမ်းမယ့်နေ့ကိုလေထပ်မံအတိပေးတော့မယ်လို့အေးအေးကဆိုထားပါတယ်။ကျမကေခိုင်ပါ Cadê Miguel Gaúcho?